online လေလံမှုနဲ့ဒူးဆိုင်မှုလုပ်ငန်းများတွင်ဆက်ဆက်ပါဝင်ခဲ့ကြရတဲ့ပြည်ပနိုင်ငံသား68ဦးကိုထပ်မံလွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရပါဗျ။နိုင်ငံတော်အစိုးရအနေနဲ့နေဆက်ဒေသများမှာတရားမဝင်ဝင်ရောက်နေထိုင်ပြီး online လောင်းကစားမှု online လေလံမှုအပါအဝင်ဒူးဆိုင်မှုလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ခဲ့ကြရတဲ့ပြည်ပနိုင်ငံသားများကိုစုံစမ်းစစ်ဆေးဖော်ထုတ်ရေးသက်ဆိုင်ရာနိုင်ငံများသို့ဥပဒေလုံထုံးလုံနည်းများနဲ့အညီစနစ်တကျပြည်နယ်လွှဲပြောင်းပေးအပ်လျက်ရှိကြောင်းသိရပါဗျ။ရင်တို့လွှဲပြောင်းပေးရရာတွင်ခရင်ပြည်နယ်မြောက်ရီမြို့ရွှေကုတ်ကိုမဲ့ထော်တလေခေခေပတ်နှင့်ကြောက်ခဲနယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများအွန်လိုင်းလေလံမှုများဒူးဆိုင်မှုများကျူးလွန်ခဲ့ကြတယ်။ BNN နိုင်ငံသား66ဦး၊ချက်နိုင်ငံသား2ဦးစုစုပေါင်း69ဦးတို့အားမေလ29ရက်နေ့နံနက်ပိုင်းတွင်မြန်မာထိုင်းအမတ်နှင့်ချစ်ကြည်တရားမှတဆင့်သက်ဆိုင်ရာနိုင်ငံများသို့လူသားချင်းစာနာထောက်ထားမှုနှင့်နိုင်ငံချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ဥပဒေလုံထုံးလုံနည်းများနှင့်အညီထပ်မံလွှဲပြောင်းပေးခဲ့ကြောင်းသိရပါသည်။ ြည်နယ်လက်ပြောင်းပေးမှုလုပ်ငန်းများစနစ်တကျရှိစေရေးနှင့်အစဉ်ပြေချောမှုစေရေးအတွက်လူဝမှုကြီးကြပ်ရေးနှင့်ပြည်သူ့အရေးအဝန်ကြီးဌာနကရင်ပြည်နယ်လူတရညွန်ကြားရေးမှူးဦးမြင့်ဖုံးနှင့်တာဝန်ရှိသူများကဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့်တွေ့ဆုံရင်းပြည်ပနိုင်ငံသားများအားပြည်နယ်လက်ပြောင်းပေးရေးလုပ်ငန်းစဉ်များစောင့်ရက်နေမှုစည်ရင်စရာအချက်လက်များပြည့်စုံမှန်ကန်မှုရှိရေးစောင့်ရက်နေမှုတို့ကိုကြည့်ရှုစစ်ဆေးပြီးလိုအပ်သည့်များကိုဖြည့်ဆွက်မှာကြားခဲ့ကြောင်းသိရပါသည်။